Hello အားလုံးပဲမင်္ဂလာပါ။နံပါတ်1နေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျ။ဒီနေ့တော့ကျွန်တော်တို့တငယ်ချင်းတွေစိုးမာအရန်နာမည်ကြီးပြီးရှုခင်းနေအရန်လာတဲ့ဒုဘုံဆန်လို့အမည်ရတဲ့ဒုဘုံတောင်သွားတက်ကြမှာဖြစ်ပါတယ်။ဒီတောင်က140မီတာမြင့်ပြီးတော့ကိုရီးယားနိုင်ငံမှာအလားဆုံးတောင်တန်းတွေကတစ်ခုဖြစ်ပြီးတောင်တသမားတွေကြမှာရေပန်းစားပြီးလူကြိုက်များတဲ့တောင်တန်းတစ်ခုဖြစ်ပါတယ်။ဒီတောင်ကိုလာအောင်လေပတ်ချင်တဲ့ဆိုရင်ဒုဘုံဆန်ရောကနေဒုဘုံဆန်ကာနုံကြီးဆိုတဲ့လမ်းတန်းသွားမယ်ဆိုရင် တောင်ကြီးကိုရောက်မှာဖြစ်ပါတယ်ဗျ။တောင်တလန်းတစ်လျှောက်မှာဆိုရင်အရသာရှိတဲ့စားတောက်ဆန်းများစွာကိုစုံလင်စွာအတွေ့မြင်ရမှာဖြစ်ပါတယ်။အရန်လာပြီးတဘာတရားတွေပြီးနေနေတဲ့တောင်တန်းလေးတစ်ခုဖြစ်လို့မလို့ကျွန်တော်လည်းအတူတူတောင်ထိပ်ကိုလည်းခေဖို့အတွက်ကျွန်တော်အားလုံးဖိတ်ခေါ်ပါတယ်ဗျ။ ခြေနေခြေနေဘယ်လိုရှိတော့ကောင်းလားတော်တော်လေးအပြင်းမန်းနေကွာဒါအေးစေဘောဘာပဲမန်းလာရောက်တော့မှာဟိုခြေနေချွာချွာမမောဘူးလားမောတာโอเคသူလာပါဆိုတော့ဘောဟာဘာပြောချင်နေတော့เนี่ยเนี่ยเราပြောလာဖြူဘူးလို့နေတော့တော်တော်လေးလာတယ်ကွာတော်တော်လေးလာမိုက်တယ်မိုက်တယ် တောင်တက်တဲ့လူရမ်းများတော့ငါတို့ဟိုဘက်ကြီးကစိုးမြိုထင်တယ်နော်မြင်နေရတာဒီတောင်ဘက်နေလမ်းကြီးရင်ဒီကိုရီးယားနိုင်ငံရဲ့စိုးတခါတဲ့ view တွေအကုန်တွေ့ရတယ်မိုက်နော်တော်တော်လာတယ်ဘုံကမိုက်တယ်တပုံရလို့လည်းမတားမိုက်တယ်တပုံရလို့လည်း share ပဲဟုတ်တယ်နော်တပုံနေဒီမှာအများကြီးရိုက်ခဲ့တယ်တိုင်းပေါ်တင်မယ်နော်မျက်စိတော့မနှောင့်နဲ့ Okay let's go တောင်ထဲရောက်တော့မယ် ူပုံစံတောင်တလန်တစ်ချောင်းမှာဆိုရင် တောင်ကြီးစံကြောင်းလေးတွေနဲ့အတူတဘာဝအတိုင်းဖူးပွင့်နေတဲ့တော်ပန်းလေးတွေကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။တောင်တလန်တောမှာဆိုရင်ဆိုးမျိုးကြီးကိုအပေါ်စီးကနေတွေ့မြင်ရမဲ့ view point လေးရှိလို့မလို့တပုံလှလှလေးတွေရိုက်ချင်တဲ့သူတွေအတွက်ဒီနေရာလေးကအရန်ရန်မိုက်ပါတယ်။တောင်ထိပ်ထိမတက်ဘဲနဲ့တောင်တွဲတွင်တက်ပြီးလှည့်ပြန်သွားတဲ့ဆိုရင်တော့မှတဘာဝတရားတွေနဲ့အတူလှပတဲ့မြင်ကွင်းမျိုးရစီမှာတည်ကြပါတယ်။ ကျွန်တော်ခဏနေတောင်ထိပ်ကိုရောက်ပါပြီတောင်ထိပ်မှာအရင်အရင်လှတဲ့ view တွေရှိပါတယ်နောက်ဆုံးတော့တော်မတက်နိုင်ခဲ့ပါပြီဟောမိုးလိုက်တယ်မိုးမတက်ရတာပြင်မအကြိုနဲ့ပါရရရဘောဆိုကျွန်တော်ဒီမှာမြင်ရတဲ့ view ကအရင်အရင်မိုက်ပါတယ်ကျွန်တော်ဒီတောင်ထိပ်ကမြင်ရတဲ့မြင်ကွင်းကကျွန်တော်ဘေးရနေမှာအစားထိုးလို့မရဘူးအရင်လာတဲ့ရှုခင်းတွေကိုအပေါ်စီးရနေတယ် ရတဲ့ view อ่ะဆိုရန်ရောက်မိုက်ပါတယ်ဟာအိုးရှောင်းပြီရှောင်းပြီရောက်ပြီ Oh my god လာလေ လေးရတဲ့အောင်ဟာဒီပါဗီဒီယိုလေးကိုအဆုံးထိရှုပေးတဲ့ဒူးပြောက်စီလန်းကိုကျေးဇူးတင်ပါတယ်လို့ပြောရင်အားလုံးကျွန်တော်ဒီညနေပဲနှုတ်ဆက်ပါတယ်ဗျနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ခီးသွွားဗီဒီယိုတွေကြည့်ရှုဖို့အတွက်ကျွန်တော်ရဲ့ပေးလေးကိုလိုက်အန်ဖော်လေးလုပ်ခဲ့ပေးဖို့တောင်းဆိုရင်အားလုံးကျွန်တော်ဒီညနေပဲနှုတ်ဆက်ပါတယ်